ဂိတ်ခစားစရာမလိုဘဲနဲ့ကြော်ညာဗီဒီယိုလေးတွေကြည့်ုံနဲ့ပတ်စံရရှိလာမယ့် APP လေးသုံးခုကိုပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်ကိုယ်လည်းတရားရခိုင်တို့ပတ်စံထုတ်ယူထားပြီးတော့ဝေထုတ်ရမှာဆိုရင်လည်းကျွန်တော်တို့ရဲ့ပေးပက်အကောင့်လေးထက်ကိုချစ်ချင်းပတ်စံကဝေလာမှာပဲဖြစ်ပါတယ်ပတ်စံထုတ်ယူဖို့ဆိုရင်ပေးပက်အကောင့်တစ်ခုတော့မဖြစ်မနေစီထားဖို့တော့လိုမှာဖြစ်ပါတယ်ပေးပက်ကမရှိတဲ့သူတွေဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကို VPN လေးတစ်ခုခန့်ကြည့်ပြီးတော့ Telegram Channel လေးထက်မှာပေးပက်အကောင့်လေးတွေကိုကန်ဆယ်လို့ရမှာဖြစ်ပါတယ် ီ APP လေးတောက်ခုထဲကနေငွေဘလို့ထုတ်မလဲဆိုတာလေးကို ကျွန်တော်နဲ့အတူဗီဒီယိုလေးကိုလိုက်အဆက်လေးလုပ်ပြီးတော့အစုတ်တီးလိုက်ပါကြည့်စုသွားလဲရအောင်ပေါ့နော် APP လေးတွေကဆိုရဲဂဲလေးတွေလည်းကစားလို့ရတယ်လို့ကျွန်တော်ဗီဒီယိုလေးတွေကြည့်ပြီးတော့လည်းပတ်စံဆောင်လို့ရမှာဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းလောဝတရားရခိုင်တို့ပတ်စံထုတ်ပြပေးသွားမှာဖြစ်ပါတယ် ်ပထမဆုံးအနေနဲ့ကျွန်တော်ပြောပြပေးမယ့် APP လေးကားဆိုရဲဒီကောင်လေးပဲဖြစ်ပါတယ်ဒီကောင်လေးကားဆိုရဲကျွန်တော်တို့ဒီမှာကြောင်ညာဗီဒီယိုလေးတွေကြည်ပေးရုံနဲ့ပေါ့နော်ဒီမှာဆိုရဲကျွန်တော်ကကြောင်ညာတပုတ်ကြည်ပြီးမှလို့ဒီမှာ coin လေးတွေရရှိလာတာပဲဖြစ်ပါတယ်ဒီအမှောက်ဆဲကျွန်တော်တို့ရရှိလာတဲ့ဒေါ်လာပမာဏလေးပဲဖြစ်ပါတယ်ဒီလိုကြောင်ညာဗီဒီယိုလေးတွေကြည်ပြီးတော့ဒေါ်လာလေးတွေစာဖိမယ်ဆိုရင်ဒီအကကက်ဆွေနေရာလေးကိုတစ်ချင်နှိပ်ပေးလိုက်ပါဒီအကကက်ဆွေနေရာလေးကိုတစ်ချင်နှိပ်ပေးလိုက်ပြီးဆိုရဲကြောင်ညာတပုတ်ကြည်ပေးရုံနဲ့ပေါ့နော်ဒီလိုကျွန်တော်တို့က coin လေးတွေရရှိလာပြီးတော့ဒီအမှောက်ဆဲ ကျွန်တော်တို့ရရှိလာမဲ့ဒေါ်လာပမာဏလေးတွေကိုသူကပြပေးသားမှာဖြစ်ပါတယ်။ Okay ကျွန်တော်တို့ဒီမှာကြောင်ညာတပုတ်ကိုကျွန်တော်တို့ထပ်မံထပ်ကြီးလိုက်ပြီးဆိုရင်ဒီ coin ရဲ့နှစ်ဆောက်ကိုကျွန်တော်တို့ကရရှိလာမှာဖြစ်ပါတယ်။ဒီအမဆွေဒေါ်လာလည်းနှစ်ဆောက်ကိုကျွန်တော်တို့ဒီရရှိလာမှာဖြစ်ပါတယ်။ဒီကောက်လေးကဆိုရင်နားလည်မလို့ကျွန်တော်ထင်မိပါတယ်။ကျွန်တော်ကတော့ဒီအမကလေးဆွေနေရာလေးကိုပဲကျွန်တော်တစ်ချက်နှိပ်ပေးလိုက်မှာဖြစ်ပါတယ်။ဒီလိုနှိပ်ပေးလိုက်ပြီးဆိုရင်ရရှိလာတဲ့ coin တွေကဒီအပေါ်မှာသူကသွားပေါင်းပေးမှာဖြစ်ပါတယ်။ဟုတ်ပြီကျွန်တော်ဒီထဲကနေပတ်ဆက်ထုံးကြီးကိုအသေးစိတ်ပြောပြပေးမှာဖြစ်ပါတယ်။ ဟုတ်ပြီဒီမှာကတော့ဆိုရင်ဘုနောကျွန်တော်ကဒီဂိတ်လေးတွေကိုကျွန်တော်မစော့ပြနေတော့ပါဘူးကြော်ညာလေးတွေကိုလည်းကျွန်တော်မကြည့်ပြနေတော့ဘူးပေါ့နော်ကျွန်တော်ဒီမှာပတ်စာထုံဒီကိုအသေးစိတ်ပြောပြပေးမှာဖြစ်ပါတယ် withdraw ဆွဲနေရာလေးကိုတက်ချင်းနှိပ်ပေးလိုက်မှာဖြစ်ပါတယ် withdraw ဆွဲနေရာလေးကိုတက်ချင်းနှိပ်ပေးလိုက်ပြီးဆွဲဒီမှာကျွန်တော်တို့ပတ်စာထုတ်ယူလို့ရမယ်ပမာဏလေးတွေကိုသူကပြပေးထားမှာဖြစ်ပါတယ်0501အနည်းဆုံးကျွန်တော်တို့ထုတ်ယူလို့ရမှာဖြစ်ပါတယ်အပေါ်မှာဆွဲကျွန်တော်တို့ရရှိလာမဲ့ဒေါ်လာပမာဏလေးတွေကိုပြပေးထားမှာဖြစ်ပါတယ်ဟုတ်ပြီဒီထက်ကနေကျွန်တော်တို့ဒီမှာဆွဲကျွန်တော်တို့ရရှိတဲ့ဒေါ်လာပမာဏအလိုက်ဒီအောင်မှာ က်စာထုတ်ယူလို့ရမယ့်ပမာဏလေးတွေကိုရွေးပြီးတော့ကျွန်တော်တို့ကထုတ်ယူလို့ရမှာဖြစ်ပါတယ်ငွေထုတ်ဖို့ဆိုရင်ကျွန်တော်တို့ကဒီမှာဒီဒီကောင်လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဒီကောင်လေးကိုတစ်ချက်နှိပ်ပေးလိုက်ပြီးဆိုရင်ဒီမှာကျွန်တော်တို့ကပေးပန်လေးကိုတစ်ချက်ရွေးပေးရမှာဖြစ်ပါတယ်ပေးပန်လေးကိုတစ်ချက်ရွေးပေးလိုက်ပါကော်ဖတ်ဆိုတဲ့နေရာလေးကိုနှိပ်ပေးလိုက်ပါဟုတ်ပြီ ဒီလိုနှိပ်ပေးလိုက်ပြီးဆိုရင်ကျွန်တော်တို့ကဒီမှာဒီကျွန်တော်တို့ဒီပတ်စံထုတ်ယူလို့ရမယ့်ပုံမှန်လေးကိုတစ်ချက်ထောက်လိုက်ပါဒီလိုထောက်လိုက်ပြီးဆိုရင်ဒီအောက်ကဝေလောဆွေနေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဒီမှာကျွန်တော်တို့ PayPal account ဖိထားတဲ့ Gmail လေးကိုထည့်ပေးရမှာဖြစ်ပါတယ် PayPal account မရှိတဲ့သူတွေဆိုရင်ပတ်စံထုတ်လို့အဆင်မပြေပါဘူးပေါ့နော် PayPal account စီမသားဒီထဲကနေကျွန်တော်တို့ပတ်စံလေးတွေထုတ်ယူလို့ရမှာဖြစ်ပါတယ် Okay ဒီမှာဆိုရင်ကျွန်တော် PayPal account Gmail လေးကိုထည့်ပေးလိုက်တဲ့အခါမှာဆိုရင်ဒီအောက်ကဝေလောဆွေနေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်မှာဖြစ်ပါတယ်ဒီလိုနှိပ်ပေးလိုက်ပြီးဆိုရင်ဒီမှာဆက်ဆက်ဖူးလေးဆိုပြီးတော့ပြပေးသွားမှာဖြစ်ပါတယ်ဆက်ဆက် ို့လေးဆိုပြီးတော့ပြပေးသွားတဲ့အခါမှာဆိုကျွန်တော်တို့ရဲ့ဒီ PayPal account လေးထက်ကိုသူကပတ်စာပတ်စာဝယ်လာမှာပဲဖြစ်ပါတယ်ဒီ Apple က history ဆိုရဲ့နေရာလေးကိုတက်ချေဝယ်ကြည့်လိုက်မှာဖြစ်ပါတယ် history ဆိုရဲ့နေရာလေးကိုတက်ချေဝယ်ကြည့်လိုက်တဲ့အခါမှာဆိုဒီမှာကျွန်တော်တို့ပတ်စာထုတ်ယူထားတဲ့ပမာဏလေးကဆိုဒီမှာသူကဒီပို့ပေးနေပြီပဲဖြစ်ပါတယ် Okay ကျွန်တော်တို့ရဲ့ PayPal account လေးထက်ကိုတက်ချေဝယ်ကြည့်လိုက်ရအောင်ပေါ့နော် PayPal account လေးထက်ကိုကျွန်တော်တို့တက်ချေဝယ်ကြည့်လိုက်တဲ့အခါမှာဆိုရဲ့ဒီမှာခဏလေးစပေးလိုက်ပါဒီမှာခဏလေးစပေးလိုက်ပြီးဆိုဒီမှာကျွန်တော်ထုတ်ယူထားတဲ့ပမာဏလေးကဆိုဒီမှာထပ်မံရောက်စီလာပြီပဲဖြစ်ပါတယ်ဒီကောင်က ဆယ်ကျွန်တော်ခုနအေဘီလေးထဲကနေထုတ်ပြလိုက်တဲ့ပမာဏလေးပဲဖြစ်ပါတယ်အခုမှဒီကျွန်တော်ထုတ်ပြလိုက်တဲ့ပမာဏလေးကဆယ်အခုဒီမှာထပ်မံရစီလာပြီပဲဖြစ်ပါတယ်ကျွန်တော်ဒီမှာဒီဂိတ်လေးနှစ်ခုထဲကနေပေါ့နော်ကျွန်တော်ပတ်စံထုတ်ယူလိုက်တာပဲဖြစ်ပါတယ်โอเคနောက်ထပ်အေဘီလေးတစ်ခုကိုတွားလိုက်ရအောင်ပေါ့နော် ပြီးနောက်ထပ် APP လေးတစ်ခုကဆွဲကျွန်တော်တို့ဒီ APP လေးပဲဖြစ်ပါတယ်ဒီကောင်းလေးကဆွဲလည်းပဲထုံနီးတူစွာခဲလေးတွေလည်းကစားစားမလို့ပဲနဲ့ကြောင်ညာဗီဒီယိုလေးတွေကြည့်ပြီးတော့ကွိုင်လေးတွေအလွယ်တကူဆောင်လို့ရမှာဖြစ်ပါတယ်ဒီမှာဆွဲကျွန်တော်တို့ဒီကြောင်ညာဗီဒီယိုလေးတွေကြည့်ပြီးတော့ကွိုင်ဆာမဲ့ဆွဲဒီအားက passport လေးကိုတချင်းနှိပ်ပေးလိုက်ပါဒီလိုနှိပ်ပေးလိုက်ပြီးဆွဲကြောင်ညာတပုတ်ကိုကျွန်တော်တို့ကြည့်ပေးလိုက်ပေါ့နော်ဒီလိုကြည့်ပေးလိုက်တဲ့အခါမှာဆွဲကြောင်ညာပြီးသွားတဲ့အခါမှာဆွဲကျွန်တော်တို့ရရှိလာတဲ့ကွိုင်ပမာဏနဲ့ဒေါ်လာပမာဏလေးကိုပြပေးထားမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီမှာကြောင်ညာကိုကြော်လိုက်မှာဖြစ်ပါတယ် โอเคကျွန်တော်တို့ဒီလိုကြော်ညာလေးတွေပြီးသွားတဲ့အခါမှာဆိုရဲဒီမှာကျွန်တော်တို့ရရှိလာတဲ့ quantity ပမာဏနဲ့ကျွန်တော်တို့ရရှိလာတဲ့ဒေါ်လာပမာဏလေးကိုသူကဒီမှာပြပေးထားမှာဖြစ်ပါတယ်တကယ်လို့ကြော်ညာကိုကျွန်တော်တို့ဒီနောက်ထပ်တစ်ခါထပ်ကြည့်လိုက်မှဆိုရင်ဒီရရှိလာတဲ့ဒေါ်လာပမာဏလေးကဆွဲ2ဆကျွန်တော်တို့ရရှိလာမှာဖြစ်ပါတယ်ဒီ quantity ကဆွဲလဲပဲကျွန်တော်တို့ဒီ2ဆရရှိလာမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်ကတော့ဒီမှာ no thank you ဆွဲနေရာလေးကိုပဲတကြောတစ်ချင်းနေပေးလိုက်မှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့ရရှိလာတဲ့ဒီဒေါ်လာလေးတွေကိုကျွန်တော်တို့ပတ်ဆက်ပြန်ထုတ်မယ်ပေါ့နော်ပတ်ဆက်ပြန်ထုတ်မယ်ဆိုရင်ဒီမှာသူပြပေးထားတဲ့အတိုင်းကျွန်တော်တို့ လိုက်နှိပ်ပေးရုပ်ပဲပေါ့နော်။ Okay ကျွန်တော်ကတော့ဒီထဲကိုဝေလိုက်မှာဖြစ်ပါတယ်။ဒီမှာဆွေလည်းပဲကျွန်တော်တို့ဒီပတ်စံထုတ်ယူလို့ရမယ်။ဒီပမာဏလေးတွေကိုသူကပြပေးထားမှာဖြစ်ပါတယ်။ကျွန်တော်ကတော့ဒီမှာ0501ဒေါ်လာထုတ်ယူမှာမဟုတ်လို့ဒီကောင်လေးကိုကျွန်တော်တစ်ချိတ်ထားလိုက်မှာဖြစ်ပါတယ်။ဒီလိုမထောက်ခင်မှာကိုလူတို့ကဒီမှာဒီပတ်စံထုတ်ယူလို့ရမယ်။နိုင်ငံကိုတစ်ချိတ်ရွေးပေးလိုက်ပေါ့နော်။ဒီကောင်လေးကိုတစ်ချိတ်နှိပ်ပေးလိုက်ပါ။ဒီလိုနှိပ်ပေးလိုက်ပြီးဆွေကျွန်တော်တို့ကဒီမှာ USA PayPal ဆွေနေရာလေးကိုနှိပ်ပြီးတော့ Confirm ဆွေနေရာလေးကိုတစ်ချိတ်နှိပ်ပေးလိုက်ပါ။ဒီလိုနှိပ်ပေးလိုက်ပြီးဆွေကျွန်တော်တို့ဒီမှာကျွန်တော်တို့ထုတ်ယူလို့ရမယ်ပမာဏလေးကိုတစ်ချိတ် ရွေးပေးလိုက်ပါဒီအကောက်ဝယ်တော့ဆိုရင်နေရာလေးကိုထပ်မံနှိပ်ပေးလိုက်ပါဒီမှာကျွန်တော်တို့ paper fake ခဲ့တဲ့ gmail လေးကိုထပ်ပေးရမှာဖြစ်ပါတယ် okay ဒီလိုထပ်ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ကဒီမှာဝယ်တော့ဆိုရင်နေရာလေးချင်းနှိပ်ပေးလိုက်ပါ okay ဒီလိုဝင်ရောဆွယ်နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်တဲ့အခါမှာဆိုရင်ဒီမှာကျွန်တော်တို့ပတ်စံထုတ်ယူချေကားပေါ့နော် successfully ဆိုပြီးတော့ပြပေးထားပြီးဖြစ်ပါတယ်ကျွန်တော်တို့ကဒီ amount လေးကိုတစ်ချက်နှိပ်ပေးလိုက်မှာဖြစ်ပါတယ်ထုတ်ယူဒီကျွန်တော်တို့ပတ်စံထုတ်ယူထားတဲ့ပမာဏလေးကိုပြကြည့်မှဆိုရင်ဒီမှာ history tag ကိုတစ်ချက်ဝယ်လိုက်ပါ โอเคဒီနေရာလေးကိုရားလာပြီဆိုရင်ဒီမှာကျွန်တော်တို့ထုတ်ယူထားတဲ့ပမာဏလေးကိုပေါ့နော်ဒီကဒီမှာပတ်စံပို့ပေးနေပြီပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ PayPal account လေးထက်ကိုတစ်ချက်ဝယ်ကြည့်လိုက်မှာဖြစ်ပါတယ်โอเคကျွန်တော်တို့ရဲ့ PayPal account လေးထက်ကိုဒီမှာပတ်စံဝင်လာလားမဝင်လာလားဆိုတာလေးကိုကျွန်တော်ဒီမှာပြပေးချင်ဖြစ်ပါတယ်ဒီမှာဆွေလည်းပဲဒီ0501ဒေါ်လာကရောက်စီလာပြီပဲဖြစ်ပါတယ်အရန်ကိုမျက်စံပါလေโอเคကျွန်တော်ဒီနေ့မှာဆိုရဲဒီအမှတ်တကယ်ပေးတဲ့ APP လေးတစ်ခုကိုကျွန်တော်ပြောပြပေးချင်ဖြစ်ပါတယ်အခုထောက်အခုချစ်ချစ်ကျွန်တော်တို့ရဲ့ PayPal account လေးထက်ကိုပတ်စံဝင်လာမှာပဲဖြစ်ပါတယ်တရားရခိုင်တော့ပေးပြီးတော့ ော့ကျွန်တော်တို့ပတ်စံထုတ်ရမှာဆိုရင်လည်းပဲအရောက်ကိုမြန်ဆန်ပြီးတော့ကျွန်တော်တို့ရဲ့ PayPal account လေးထက်ကိုပတ်စံဝေလောင်မှာပဲဖြစ်ပါတယ် PayPal account မရှိတဲ့သူတွေဆိုရင်ကျွန်တော်ရဲ့ video လေးကို like and share လေးလုပ်ပြီးတော့ VV လေးခန့်ကြည့်ပေးပါကျွန်တော်ရဲ့ Telegram channel လေးကိုလည်း join ထားပေးပါဒီ PayPal account လေးတွေကို map ဖောက်ပေးတဲ့အခါမှာဆိုရင်ကိုလူတို့ကဒီ power ကစားလို့ရမှာဖြစ်ပါတယ်ဟုတ်ပြီနောက်ထပ် video မှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်